ဟယ်လိုအားလုံးပဲမင်္ဂလာပါ TOZ review ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်အခု review လုပ်ပေးမယ့်ဖုန်းလေးကတော့ကျွန်တော် daily သုံးနေတဲ့ iPhone 15 Pro Max လေးပါ iPhone 15 Pro Max ကိုအမဲအောင်လေးပေါ့နော် iPhone 15 Pro Max ကအခု2025ခုနှစ်မှာ သုံးလို့အဆင်ပြေသေးလားအဆင်မပြေသေးလားဆိုတာတွေကိုပါကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် အခုကျွန်တော်တို့ iPhone 15 Pro Max က2023ခုနှစ်စက်တင်ဘာ12မှာသူကြော်ညာထားတယ်ပေါ့နော်ကျွန်တော်တို့ခုနှစ်နဲ့ကြည့်မယ်ဆိုရင်တော့နှစ်နှစ်ကြော်ကြော်လောက်ရှိပြီနှစ်နှစ်ကြော်ကြော်မှာကျွန်တော်သုံးလာတဲ့အနေအထားမှာအခုဖုန်းရဲ့ battery percentage ကဘယ်လောက်ရှိလဲဆိုတော့အာ cycle ကောက်922ချိန်မှာ battery percentage က maximum capacity ကိုမှ82%ရာခိုင်နှုန်းကျန်သေးတာပေါ့နော်ဒါကဖုန်းကကျွန်တော်တို့ November 2023မှာ manufacture လုပ်ပြီးတော့မှကျွန်တော်တို့2024 May လမှစပြီးတော့ ပါကင်ဖောက်ပြီးတော့တုံးထားတာပါเนาะဟုတ်ပြီအဲ့တော့အာအခုကျွန်တော် OS ကိုလည်း iOS ရဲ့ iPhone ရဲ့ latest operating system ဖြစ်တဲ့ iOS 26ကိုကျွန်တော်တင်ထားတာပါเนาะ iOS 26ရဲ့ liquid glass user interface ကလည်းဘာပဲပြောကျွန်တော်အခု daily တုံးနေတဲ့အနေအထားမှာကျွန်တော်တို့ဒုက္ခပေးတာတွေတော့အခုတက်တီတော့ဘာမှတော့ထူးထူးထူးသိမ့်မရှိသေးဘူးအဒီ lower model ဒီမှာဖြစ်နေတဲ့ဖုန်းလိုင်းမမိတာဖုန်းလိုင်းအဆင်မပြေတာတွေလည်းအခုကျွန်တော်စီမှာမဖြစ်ဘူးပေါ့နော်ဟုတ်ပြီအခုနောက်ဆုံးထွက်ထားတဲ့ iPhone 17 Pro Max ရှင်မယ်ဆိုရင်တော့15 Pro Max ရဲ့ weight က 222g လေးပြီးတော့မှအခုနောက်ဆုံးထွက်ထားတဲ့ iPhone 17 Pro Max ကတော့ကျွန်တော်တို့ 233g လေးတယ်ပေါ့နော်။အားပြီးသွားရင် base quality မှာကြတော့အရှိမကကျွန်တော်တို့ ceramic sheet first generation ပုံစံမျိုးပေါ့။ 17 Pro Max ကကြတော့ Ceramic Shield ကိုမှ Ceramic Shield 2ဆိုပြီးတော့မှသူတို့ကြော်ညာထားတယ်ဆိုတော့ဗောနော်ပြီးတော့နောက်တစ်ခုကွာတာကတော့17 Pro Max ကတော့ Aluminium ကို Unibody ပြန်ပြောင်းသွားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ iPhone 15 Pro Max စပြီးတော့ကြော်ညာတော့မှသူတို့ကြော်ညာတဲ့အနေအထားမှာလုံးဝ Titanium 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 ဆိုတာကြီးကိုနိုင်ဝက်55မိနစ်လောက်ထည့်ပြောပါရဲကျွန်တော်တို့ Titanium frame နဲ့ရပါဗောနော်အဲ့တော့ base quality ကတော့ရှင်းပြောရင်တော့17 Pro Max တက်ဆိုင်အာတုံးထားတဲ့ quality လေးကတော့ပိုကောင်းတယ်လို့ပြောရမယ်ပြီးရင်အနောက်မှာကတော့ကျိုးကျိုး glass ပဲပေါ့ ဟိုနောက်ပြီးတော့ display ဘိုင်းပေါ့နော် display ဘိုင်းမှာကြာတော့ကျွန်တော်တို့ LTPO Super Retina HDR OLED 120Hz HDR 10နဲ့ Dolby Vision တွေကတော့ကျွန်တော်တို့အခု15 Pro Max ကော17 Pro Max ကောကတော့တူတူပဲပေါ့နော်ဒါပေမဲ့လည်း peak brightness မှုမှာကြာတော့ကျွန်တော်တို့15 Pro Max ကတော့2000 nits ထိရပြီးတော့မှ17 Pro Max ကတော့ကျွန်တော်တို့3000 nits ထိ peak brightness ရမယ်လို့ပြောတယ်ပြီးသွားရင်17 Pro Max မှာ anti reflective coating လေးလည်းပါလာတယ်လို့သူကတွန်းညာထားပြီးတယ်ဒီကောင်မှာတော့မပါဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ screen cap ထည့်သုံးမယ်ဆိုရင်တော့လည်းဘာမှတော့မတူးကြပါဘူး screen cap မှာတော့ reflection ရနေမှာပဲဆိုတော့တိတ်ပြီးတော့တူ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 ကွာသွားတယ်လို့တော့မရှိဘူး iPhone 15 Pro Max က17 Pro Max နဲ့မတူတဲ့နောက်ထပ်တစ်ခုကကြတော့15 Pro Max မှာက screen size က6.7 ် inch ဖြစ်ပြီးတော့17 Pro Max ကကြတော့6.9 inch ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ screen to body ratio ကတော့ဘာပဲပြောပြော17 Pro Max ကပိုများပါမယ်ကျွန်တော်တို့15 Pro Max မှာက89.8% screen to body ratio ရှိပြီးတော့17 Pro Max မှာကကြတော့90.7% screen to body ratio ရှိမှာပေါ့ digital နဲ့တွက်လိုက်ရင်တော့လေကျွန်တော်တို့1%လောက်ပဲကွာခြားတယ် resolution မှာက our resolution မှာလဲကျွန်တော်တို့70 pro max ကနည်းနည်းလေးပို့ပြီးတော့ pixel density လေးတွေပုံများပြီးတော့ resolution လည်းပုံများပါမယ် 15 pro max ကတော့1290ကနေ2996ပစ္စယ်ပါလာပြီးတော့17 pro max ကကျတော့1320ကနေပြီးတော့မှ2868ပစ္စယ်ပါလာမယ်လို့သူရေးထားပေးတယ်ပေါ့နော်အဲ့တော့အာ OS အနေနဲ့ကတော့ကျွန်တော်တို့15 pro max ကလည်း iOS 2060 update လုပ်လို့ရတယ်17 Pro Max ကတော့ out of the box iOS 20နဲ့လာတယ် ပြီးရင် chipset အနေနဲ့ကကြတော့ကျွန်တော်တို့15 Pro Max မှာကတော့ A17 Pro 3 nanometer chip ကိုသုံးလာပြီးတော့မှာ17 Pro Max ကတော့ A19 Pro 3 nanometer chip ကိုသုံးလာတယ်3 nanometer chip တော့အတူတူပဲဆိုပေမဲ့လည်းကျွန်တော်တို့ heat dissipation ဘိုင်းပေါ့နော်ဒီကောင်က glass front glass back နဲ့ titanium frame ဖြစ်တာလည်းပါတယ်ပြီးတော့မှ3 nanometer အောင်မှ first generation ဖြစ်တာလည်းပါတယ်အဲ့အတွက်ကြောင့် heat ကတော့ကျွန်တော်တို့သုံးလိုက်ရင်တော့ ဒီ PUBG ရေ smooth ကို extreme frame rate တွေနဲ့ဆော့လိုက်မယ်ဆိုရင်တော့လေပူတာတော့တော်တော်ပူတယ်ဗျ70 Pro Max ကတော့ကျွန်တော်တို့ vapor chamber cooling နေပါလာပြီဆိုတော့ကျွန်တော်တို့15 Pro Max လောက်တော့အပူတိတ်မတက်တော့ဘူးပြီးသွားရင် aluminum frame လေးနဲ့ aluminum unibody လေးလည်းပြန်ဖြစ်သွားတယ်ဆိုတော့ 15 pro max လောက်တော့အပူကအလောက်ထိမများတော့ဘူး15 pro max ကအခုကျွန်တော်ယူထားတဲ့ model လေးကဘယ်လိုလေးလဲဆိုတော့ကျွန်တော်တို့ RAM 8 GB ကိုမှ storage 256 GB နဲ့ပေါ့နော်ဆို storage 256 GB ဆိုတော့ဒါ browser တို့တွေ့တဲ့အတိုင်းပဲကျွန်တော်သုံးထားတာအလုံးပြည့်လူနီးပါးဖြစ်နေပြီပေါ့နော်ဒါတော့မှကျွန်တော် Google service တွေဝယ်ထားပြီးတော့မှအဲ့ဒီ Google Cloud ပေါ်မှာသွားပြီးတော့သွားတင်ထားနေတာမှခက်တရာကြော်ကြော်လောက်ရှိသေးတယ်အဲ့ဒါအောင်မှကျွန်တော်အခုခက်တရာပြည့်ခန့်နေနေပြီ ်ရန်အိတ်ကမှ256ကကတော့ဒါ base model အနေနဲ့15 pro max မှာပါလာတယ်17 pro max ကတော့ကျွန်တော်တို့ run 12ကကမှ256ကနဲ့ base model ပါလာမှာပေါ့နော်အာ iPhone 15 Pro Max ကတော့ Pro Max တွေရဲ့ထုံးစံတိုင်း triple camera နဲ့ကျွန်တော်တို့48 megapixel f1.8 24mm wide camera ရဲ့12 megapixel f2.8 120mm periscope telephoto ရဲ့12 megapixel f2.2 13mm 120 degree ultra wide ကင်မရာရယ်ဆိုပြီးတော့အနောက်မှာကင်မရာ၃လုံးပါလာတယ်ပြီးတော့ lidar sensor လေးပါမယ်ကျွန်တော်တို့15 pro max က 4K ကို60 frame per second ထိရိုက်လို့ရပြီးတော့17 pro max ကကြတော့ 4K ကို120 frame per second ထိရိုက်လို့ရမယ်17 pro max မှာသူများ android phone တွေလိုမျိုးအခုတည်းတော့သူ 8K ထိတော့သူထက်လာမပေးသေးဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ပါရအောင်ပါလဲဆိုတော့ကင်မရာမှာကျွန်တော်တို့15 pro max မှာတော့မှအခုဒီမှာဒီအားလေးကိုထောက်လိုက်မယ်ဆိုရင်ကျွန်တော်တို့အာဒါ selfie ဖြစ်နေလို့ပေါ့နော်ဗီဒီယိုမှာဆိုရင် စနစ်မတ်တက်မှုဖြစ်နေတယ်ဗီဒီယိုမှာဆိုရင်ကျွန်တော်ဘက်ကင်မရာကဒီမှာ lock မှုရမယ် HDR မှုရမယ်အဲကျွန်တော်တို့ focus 65 supported external storage မှာပဲရမယ်ပေါ့နော်အဲ့တော့ foggy data လောက်ပြောင်းကြည့်လိုက်မယ် lock မှုပြောင်းလိုက်မယ်ဒါ lock မှုဆိုရင်ဒီလိုပုံစံလေးပြတ်သွားမှာပေါ့နော်အဲ့တော့ log မှုနဲ့ရိုက်လို့ရမယ်ဒါမဲ့လည်း log မှုကတော့ browser လို့သိတဲ့အတိုင်းပဲ10မိနစ်ကိုမှ10မိနစ်ရိုက်လိုက်ရင်တောင်မှ1 1 git တောင်မှကောက်လာမသိဘူး10မိနစ်ကို5 git တို့6 git တို့အဲ့လိုမျိုးပေါ့နော် အဲ့တော့10မိနစ်ကိုဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ကင်မရာမှာ format အနေနဲ့ recording video မှာဒီမှာသူပြထားပေးတာပေါ့နော်ဒါပုံမှန် 4K 60 frame per second နဲ့ရိုက်မယ်ဆိုရင်10မိနစ်ကို400 megabyte ဖြစ်မှာပေါ့နော်အဲ့တော့ log mu အနေနဲ့ကကြာတော့ဒီမှာတော့သူထည့်မရေးပြထားအဲ့တော့ခုနကလည်းပြပါတယ် log mu နဲ့ရိုက်မယ်ဆိုရင် external device ထည့်မှာပဲရိုက်လို့ရမှာပေါ့နော်ဟုတ်ပြီ70 pro max နဲ့ကျွန်တော်တို့15 pro max နဲ့ရဲ့ဒီ triple camera ချင်း မှာဗီဒီယို quality လေးတွေဘယ်လိုနေရာမှာသွားကွာလဲဆိုတော့ကျွန်တော်ဒီ lock မှုပေါ့နော်ခုနကကျွန်တော်ပြောတဲ့ရိုးရိုးအာကင်မရာရဲ့ဗီဒီယို quality ကလည်း 4K ကို120 frame per second ထိရတယ်လို့အဲဒီ Dolby Vision HDR နဲ့ရိုက်မယ်ဆိုရင်လည်း120 frame per second ထိ 70pro max ကရိုက်လို့ရပြီးတော့ ProRes Pro Raw lock မှုတွေမှာဆိုရင်လည်း120 frame per second ထိ 70pro max ကရိုက်လို့ရပါမယ်ပြီးတော့ဂျာ 50pro max ရဲ့ selfie ကင်မရာကကျွန်တော်တို့ twin megapixel ကို f1.9 23mm wide ကင်မရာနဲ့ သူက HDR ရမယ် Dolby Vision HDR ရမယ် 4K ကိုအခုကျွန်တော်ဒီမှာပြထားသလိုပဲ 4K ကို60 frame per second ဒီ selfie camera selfie video တွေရိုက်လို့ရမယ် အဲ့ဒီမှာမှာ7 new romance ကကြတော့ဘယ်လိုမျိုးလေးဖြစ်သွားမလဲဆိုတော့18 megapixel multi aspect f1.9 20mm ultra wide camera လေးဖြစ်သွားပြီးတော့မှာ HDR Dolby Vision HDR 3D spatial audio studio sound ProRes RAW ဒီပါ selfie camera ကနေပြီးတော့7 new romance ကရိုက်လို့ရပါမယ်ဒီ center stage လို့ခေါ်တဲ့ကျွန်တော်တို့ဒီလိုမျိုး portrait မှုနဲ့ထားရရင်တောင်မှ landscape ီဒီယိုလေးတွေကိုရိုက်လို့ရပါမှာပေါ့နော်ဒါကတော့17 Pro Max ပေါ့17 Pro Max နဲ့15 Pro Max ရဲ့နည်းနည်းလေးကွာခြားတဲ့အချက်လေးတွေကိုကျွန်တော်ပြောပြပေးနေတာပါ speaker အနေနဲ့ကတော့ကျွန်တော်တို့15 Pro Max ရော17 Pro Max ရော stereo speaker တွေပဲဒါဒီဘက်ခြမ်းကတော့ microphone ပါဟိုဘက်ခြမ်းကတော့ကျွန်တော်တို့ speaker ပေါ့နော်ဒါအပေါ်မှာကတော့ဒီ earpiece မှာ speaker လေးပါလာမယ်နောက်တစ် feature လေးတကူကတော့ကျွန်တော်တို့ face id ပေါ့နော် iphone user ပဲ user မဆိုကျွန်တော်တို့ 3d face id လေးရတာဖြစ်တဲ့အတွက်ကြောင့် ။အားမှာတော့17 Pro Max နဲ့15 Pro Max ရဲ့ဆိုပြီးတော့ထူးထူးခြားခြားကွဲပြားသွားတာမျိုးတော့မရှိဘူး။နောက်တစ်ခုကတော့ battery ပေါ့နော်။ကျွန်တော်တို့15 Pro Max ကလီသီယံအိုင်ယွန်ကို4441 million power battery လေးနဲ့လာတယ်။အဲ့ဒါမှမှကျွန်တော်ကအခုခုနပြလာတဲ့လိုမျိုးနှစ်နှစ်နီးပါးလောက်သုံးထားတာကို battery 89ရာခိုင်နှုန်းကျန်တာပေါ့နော်။အဲ့ဒီနေရာမှာကျွန်တော်တို့တော့ဒါဖုန်းတွေ video တွေကျွန်တော်နည်းနည်းပါးပါး editing လေးလုပ်တယ်။ video လေးတွေရိုက်တယ်။အဲ့လိုတောင်မှဟိုလုံးဝကြီး ီဒီယိုတွေတအားရရင်တော့လေညနေ3-4နာရီလောက်ဆိုရင်တော့ဘက်ထရီက20%လောက်ရောက်သွားပြီးတော့အားပြန်သွင်းရတာမျိုးတွေတော့ရှိတယ်ဒါပေမဲ့ daily daily ကိုကျွန်တော် heavy တွေမသုံးဘဲနဲ့ကျွန်တော်တို့ daily usage လေးပေါ့ပုံမှန် social media လေးသုံးမယ်အာ photo လေးတွေဝင်ကြည့်မယ် game လေးပါလေးနည်းနည်းပါးပါစော်မယ် TikTok သုံးမယ် Instagram သုံးမယ်အဲ့လောက်ပဲဆိုရင်တော့ဒါ ဖုန်းကတော့ဒီနေ့ကို ACC အခံပါတယ်။17 Pro Max နဲ့ကွာဝါတာလေးကကြာတော့ကျွန်တော်တို့17 Pro Max က15 Pro Max တက်ဆိုင်17 Pro Max ရဲ့ဘက်ထရီက2မျိုးနဲ့လာတာပေါ့နော်။ eSIM only ဆိုရင်တော့ဘက်ထရီ9000ကျော်တယ်။9088 million power ပါလာပြီးတော့ LTE ပေါ့ SIM card ထည့်ရတဲ့ version ဆိုရင်တော့ကျွန်တော်တို့4823 million power lithium ion battery နဲ့လာတယ်။အဲ့ဒီမှာမှကျွန်တော်တို့ A19 Pro 3 nanometer chipset ရဲ့ ပြီးရင် liquid vapor chamber cooling ရဲ့ပေါင်းလိုက်တဲ့အခါမှာသူ့ရဲ့ battery ခံတဲ့နှုန်းကတော့ကျွန်တော်တို့15 pro meter ဆိုင်ရင်ကျွန်တော်တို့ user reviewer တွေပြထားတဲ့ပုံစံကတော့3နိုင်4နိုင်လောက်ပို့ပြီးတော့ခံတဲ့ပုံစံမျိုးလေးပြထားတာမျိုးတော့ကျွန်တော်တွေ့ရတာပါเนาะအဲပြီးတော့ကျွန်တော်တို့ဒီမှာ15 pro max ကတော့ကျွန်တော်တို့ type c ကို25 watt wire charging နဲ့ရပြီးတော့မှ50%ကို30 minute နဲ့တွင်းပြီးတော့ရမယ်ပြန် wireless charging လေးရတော့15 watt wireless charging လေးနဲ့ရမယ်ပြီးသွားရင်ကျွန်တော်တို့ 4.5 watts reverse wire charging ပေါ့ကျွန်တော်ဒီဖုန်းကနေပြီးတော့မှတခြားဖုန်းတွေကို4.5 watt နဲ့ကျိုးနဲ့အားပြန်သွင်းလို့ရမယ်17 pro max ကတော့ကျွန်တော်တို့50%ကို20 minute ထဲနဲ့ပြည့်မယ်လို့သူကြော်ညာထားပေးတယ်ဘလောက် watt အများဆုံးသွင်းလို့ရလဲတော့မပြောထားပါဘူးကျွန်တော် light ကြည့်လိုက်ရတဲ့လောက်ကတော့ကျွန်တော် reviewer တွေပြောတဲ့ပုံစံကတော့45 watt လောက်ထိရတယ်လို့သူတို့ပြောပြထားတယ်ဗောနော် wireless charging အနေနဲ့ကကြတော့15 pro max ကတော့15 watt ပဲဆိုပေမဲ့လည်း17 pro max ကတော့25 watt လောက်ထိ wireless message key 2 ကီတူးဆိုတာကျွန်တော်တို့မဂနက်နဲ့ချိတ်ပြီးတော့ထည့်လို့ရတဲ့ wireless charging ကိုပြောတာပေါ့နော်အဲ့ဒါကိုမှ 4.5W ကတော့ reverse wire charging ရမယ်အဲ့တော့ပုံစံကျွန်တော်တူပဲကျွန်တော်တို့ဒီ15 Pro Max lineup မှာကတော့အခုကျွန်တော်သုံးတဲ့ black titanium ပြီးရင် white titanium ရယ် blue titanium ရယ် natural titanium အယောင်၄မျိုးနဲ့လာမယ်17 Pro Max ကတော့အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ cosmic orange ရယ် saver ရဲ့ deep blue ရဲ့ဆိုပြီးတော့၃ရောင်လဲနဲ့လာမှာပေါ့နော်ကဲဟုတ်ပြီအခုကျွန်တော်တို့15 pro max ကိုအခု2025 october ပေါ့နော်အခုကျွန်တော်လုပ်တဲ့ video လုပ်တဲ့အချိန်ကတော့ october ကာလမှာဝယ်မယ်ဆိုရင်တော့စကန်စီကွက်အနေနဲ့ကတော့ 39သိန်းကနေ38သိန်းဝန်းကျင်လောက်ရှိမယ်အခုကျွန်တော်သုံးနေတဲ့ battery percent လေးနဲ့ဝယ်မယ်ဆိုရင်ပေါ့နော်အလောက်ရှိမယ်17 pro max ကတော့အသစ်ဈေးကို69သိန်းသိန်း80နီးပါးလောက်ရှိမယ်ဆိုတော့ပြန်စဉ်းစားကြည့်လိုက်ရင်ကျွန်တော်တို့တစ်ဝက်လောက်ဈေးကွာနေတာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အခုသုံးနေတဲ့ပုံစံသုံးနေတဲ့ လိုအပ်ချက်တွေအရတော့အခုတက်တီတော့70 promise ကို update လုပ်ဖို့လိုတယ်လို့တော့ကျွန်တော်တော့မထင်သေးဘူး။ဘာဖြစ်လို့လဲဆိုတော့ကွာဝါတာထူးထူးခြားခြားကွာဝါတာဆိုလို့ကျွန်တော်အတွက်ကတော့ဒီ selfie video လေးပေါ့နော်။ selfie video မှာအဲဒီ portrait ပုံစံလေးကင်နေရင်းနဲ့ landscape video လေးရိုက်လို့ရတာလေးကိုတော့တော်တော်လေးသဘောကျတယ်။ကြံတဲ့ဒီ pro raw တို့ pro res တို့ကတော့ကိုကိုတိုင်းကလည်းတိတ်ပြီးတော့မသုံးတာဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့ထူ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 အပြောင်းလဲတော့ရှိမယ်လို့မထင်ဘူး။ဒါမှမဟုတ်လည်း battery ပေါ့နော်။ battery ကတော့ battery ပိုကြီးတယ်၊ battery ပိုခန်းတယ်ဆိုတာလေးကတော့နည်းလေးပို့ပြီးတော့သဘောကျတဲ့ဘိုင်းမှာရှိတယ်။ keyboard အပူတိတ်မတက်ဘူးဆိုတာလေးကိုလည်းပို့ပြီးတော့15 pro max ဆိုင်သဘောကျတာလေးတော့ရှိတယ်ဆိုပေမဲ့လည်းကျွန်တော်တို့15 pro max ကိုအခုကျွန်တော်ကင်တယ်လို့မျိုးလေး cover လေးမပါဘဲနဲ့ကင်မယ်ဆိုရင် သူ့ရဲ့ I'm feeling လေးကတော့ဘာပဲပြောပြော17 Pro Matter ဆိုင်ရင်တော့ Titanium body နဲ့ကိုတော့ဒီဟာလေးကိုခံရတာကတော့အခုတည်းကကျွန်တော်ပို့ပြီးတော့သဘောကျနေတော့မယ်ပေါ့နော်အဲ့တော့ဟုတ်ပါပြီ Brother တို့ရောအကယ်၍ကိုစီမှာငွေကလုံလုံလောက်လောက်ရှိခဲ့မယ်ဆိုရင်17 Pro Matter တန်းဝဲမလားဒါမှမဟုတ်ရင်ငွေလေးချွတ်ချွတ်တားလေးထပ်ဝက်လောက်ချွတ်ချွတ်တားလေးသုံးပြီးတော့မှတခြားဟာတွေမှာအသုံးချပြီးတော့15 Pro Max ကိုပဲ second လေးဝယ်မလား Brother တို့ရဲ့အမြင်လေးတွေကိုကျွန်တော်ရဲ့ comment မှာဝင်ရောက်ဆွေးနွေးတွားပြကြလို့ရပါတယ် နောက်တစ်ခါမှပြန်တွေ့တာပေါ့ peace